တို့အညာရဲ့ပြည်သက်များအားလုံးမင်္ဂလာပါရှင်။ဆာမစပယ်ဖြူနူးရဲ့မြောက်ဖြားကအလွမ်းရသည်ဆိုတဲ့ဝတ္ထုလေးကို အပိုင်းစာအနေနဲ့ဖတ်ပြပေးနေကြရပဲဖြစ်ပါတယ်ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်း၈ပါရှင်။စာအန်တများမြိုင်လာပြန်နော်။ကျမတို့ထိုနေရာမှခွာလာခဲ့ကြသည်။တန်ရရှင်တို့အကြာကအလန်းကလေးရဲ့ ကျမတို့လျှောက်လာသည်အင်ကန်နဲ့လှမ်းကြည့်လိုက်တော့ဥခော့ပကန်နဲ့ပစ္စည်းပစ္စည်းများထားသူသောမိဘကအိတ်ဆက်ရန်ကျန်းတပြေးတဲ့ဖွဲ့စည်းပေးထားသောအနှဲငယ်ကျင်းသောအိတ်ခန်းလိုအခန်းတစ်ခန်းစီပါဝင်သောအခန်းများဖြစ်သည်ကိုတွေ့ရလေသည်မိသားစုတစုနေထိုင်ပြည့်ရောအခန်းများအချို့မိသားစုများကတော့ခုမှညစာစားစေအချို့ကတီဗီရှင်မှာအချို့ကတော့အခန်းထဲလဲလျောင်းနေကြပြီအခန်းကတော့စောင်းနေတီချာတူပေါင်းမိအခန်းမျိုး သူတို့တို့တွေချမ်းမြလုံးသည့်အခါတယောက်နဲ့တယောက်ပူကတ်တို့အိတ်ကြရမည်လူများလုံး၍အိမ်နောက်စုများ၍တအုပ်နှင့်တအုပ်အချင်းဆိုင်မတူညီကြ၍နေရထိုင်ရခက်ခဲသည့်အခါအခက်အခဲများကြုံရသည့်အခါအိမ်လွမ်းကြပေမည်တမအတော်တော်သည့်စကန်းသည်ပထမဆုံးတွေ့ရသောဒုက္ခသည်စကန်းသာပင်ဒါနှင့်ပင်ညီမရသည်များကိုရှာတသည်များသောအလင်းကြားကငင်းနေမိသည် ရှေ့လျှောက်တော့တင်းလုံးစကန်းတော်တော်များများကို ကျမလျှောက်ရအောင်မည် တွင်ငင်းဟန်ရှိသောမြင်ကွင်းများကိုလည်းမြင်တွေ့ရပါမည်။အောက်တိုဘာ3ရက်2023ခုနှစ်မနက်ဖြန်ခီးစားတော်မယ်လေ။ညနေခင်းအားပဲခီးအကြောင်းအိမ်ကိုဖုံးဆက်ပြပြရတယ်။အဖေရောတော်နူပါကိုစိတ်ပူနေကြပြန်။စိတ်ကတော့ခုတလုံးငြိမ်နေပေမဲ့ဘယ်နည်းပမာတိုက်ကြမယ်လို့ဘယ်သူမှမမှန်းနိုင်ဘူးတဲ့။အဖေကဒါကိုပဲစိတ်ပူနေတာ။ကိုကတော့စိတ်ကိုလျှော့ထားတာပဲ။အဲ့ဒီအထွတ်စိတ်မပူဘူးရဲ့။စိတ်ပူတာကတော့ အဆိုင်ကိုတွေ့ရဖို့ဖြစ်နိုင်တဲ့အရှိဆုံးနေရာတွေစီကိုမရောက်ရအောင်လိုက်ပေးမယ်မတွေ့ရမှာပဲသူအဲ့စခန်းတွေကိုရောက်လာသလားဆိုတာကိုတို့မှတအံ့မမန်းနိုင်မယ်ဘာပဲဖြစ်ဖြစ်မနှက်ပြန်တော့ခီးစားရတော့မယ်ဒီညာပစ္စည်းတွေအပြည့်စိုက်ပြင်ကြရတယ်အနှွေးရဲ့တထဲဝဲထည့်လာမိလို့သုံးတယ်လောက်ထောက်ဝင်ရသေးတယ်ပုံမှန်တော်တော်အေးနေပြီဆိုပဲမြင်းကြီးနာကတော့ဒီလောက်မအေးဘူးလေရာသီဥတုခြောက်သွေးရဲ့ရန်ကုန်မှာအနေကြတော့ဒီဘက်ကအေးဘူး တော်တော်ပဲလွန်ခဲ့ရတာခုတော့အေးတဲ့အချိန်ရောက်လာလို့ဒါဟုပဲအဆိုးရရအကောင်တစ်ခုလို့လို့ရွှေစင်ကတော့မနှက်ပြန်ဟိုတယ်ကိုမနှက်ဆော့ဆော့နှုတ်ဆက်ဖို့ရရောက်လာမယ်တဲ့သူလည်းပဲကိုအဖေတို့လုံစိတ်ပူနေရပဲသူကတော့အဖေတို့ထက်ပိုတာကတရင်တွေကိုမြို့တဲ့အဲ့ကနေပဲမပြတ်သိနေရတဲ့သူမျိုးပဲပိုသိတဲ့သူကပိုတော်စိတ်ပူတယ်ဆိုမလားညနေကသူကိုငေးနေတဲ့မျက်လုံးထဲမှာမျက်ရည်တွေရွှေဝဲလို့ ကိုလက်ကိုလည်းအကြာကြီးစုပ်ကန်ထားတယ်လေဒီနေရာစီတွင်တောတောင်ကစိမ့်ညွန်နေသည်ဆူဆူစီစီမြည်တတ်သော အကောင်ငယ်တို့၏အတန်ကပဝင်းချင်းကိုလွှမ်းမိုးထား၏တောင်ကျရည်စည်းတန်ကတော့ထိုအတန်ဤနောက်တွင်ကဲ့၍လိုက်ပါလျက်ရှိလေသည်ကောင်းကင်သည်အပြာနုရောင်တင်ဆိုင်ဖြူဖြူကတရိပ်ရိပ်ရွေရှားလျက်ထိုကောင်းကင်ကို မော်ငေးကြည့်လျက်တော့ကောင်းကင်တိမ်လိုက်တို့နှင့်အတူလေအတူတွင်တိရွတ်များလှုပ်ခတ်နေသည့်တပင်တို့၏ထိပ်ဖျားကိုမြင်ရသည် ။တစ်ပင်ကြီးများသာမဟုတ်အပင်ငယ်များသည်လည်းလေအဝိရင်းရင်းနဲ့နဲ့ပုံမှန်ဆိုရင်တော့တာယာနာပြောပွဲပဝင်းခြင်း၊မွေလိမ်မွေကောက်ကြောက်ခင်းလန်းလေးသည်ဘေးပတ်ဝန်းကျင်၌မပြောင်းလဲသောမြင်ကွင်းကိုခြံရံထားခဲ့သည်။တဲပင်ကြီးများချင်းစော်ကားသည်ပင်တောင်ဝေးသည်ပင်တို့စိုက်ပျိုးပေါက်ရောက်နေသော တောင်ဆောင်များသည်ကားလန်းကိုရှိန်မိုးထားသည်။တဲပင်တို့၏အောက်ခြေတွင်သီးရွက်ကြွေများခင်းနေပကြီးကားတစ်ချက်လုံး ဒီလိုအချိန်အခါမျိုးသာမဟုတ်ဘူးဆိုရင်ငေးမောနေစပွဲပဲခုတော့ပတ်ဝန်းကျင်ကအဖေများပင်လှစေအောင်ငေးမောစရာမရှိစိတ်ရှုပ်ထွေးခြင်းသည် ကျမနှင့်အသားကျလျက်ရှိသည်ဝမ်းနေခြင်းကလည်းရံဖန်ရံကပေါ်လာတတ်ခဲ့သေးသည်ညောင်းနှင့်မထားသောအခြေအနေကဒီနေရာတွင် ဖြစ်လာခဲ့သည်မဟုတ်လားကျမတို့စည်းလာသောကားကလမ်းတွင်ပြတ်လေသည်ကားသမားကတော့ကားကိုလမ်းမေးချရလျက်ပြင်လျက်ရှိလေသည်ပြင်ဟန်သာပြတော့လဲ ကားအချောင်းမှာနားလေပါရဲ့လားကျန်းတော်လမ်း၌မောင်းတော်ကားဆရာဖြစ်တော်လဲကားမှာပြင်ထပ်ပါရဲ့လားတစ်ဖက်သက်အတွေ့များစွာနှင့်လူကလောင်မြိုက်နေသည် ကျမမျက်နှာသည်စိတ်အလိုမကျခြင်းဖြစ်မြဲအမှုရာတိုင်းထိမ့်မြအောင်မင်းပြည့်ရွံ့လျက်ရှိပေသည် အမိုက်ညာများအိယာမလားမသိဘူးနော်ကျမအတွဲကိုငဲကြည့်လိုက်ပါသည်သူလဲမျက်နှာလေးခက်ပြက်ပြက်သို့တော်ကျမလောက်တော်မဆုံးကျမမျက်နှာပြက်လွန်း၍ပဲအနေခက်နေရှာပါ အမှန်တော့ကချင်ပြည်နယ်တွင်ခီးကြီးသွားလာခြင်းလမ်းတိုင်းကားများပြည့်ရွနေခြင်းစောင့်ဆိုင်းရတဲ့ခြင်းရံဖန်ရံကာလမ်းတွင်မအေ့ရခြင်းမှာအဆန်းတကျင်မဟုတ်သို့သောရန်ကုန်တွင်အနေကြခဲ့ရသောကျွန်မအတွက် အစီအစဉ်တကြအလုံးလုံးတက်သည့်အချင်းတစ်ခုဖြစ်လာခဲ့သည်ဖြစ်ရာတနည်းအားဖြင့်နှောင့်နှေးပြီးဆိုလျှင်အစဉ်အတိုင်းနှောင့်နှေးတတ်သည်ကိုစိတ်မရှိတတ်တော့ပေပြီးတော့လည်းကျွန်မကစိတ်အနှောက်အယှက်ဖြစ်စရာကြောင့်လည်းတွေးမိတွေးရတွေးတတ်သူနမိတ်များကိုလည်းယုံကြည်တတ်သူ ခုလိုလမ်း၌ကပြရခြင်းသည်ကျမဥတည်တော်ခီ မချောင်းမွေနိုင်ဟုပြဆိုလေသလားကပြသည်ကိုစိတ်ပြခြင်းထက်ဒီအတွေ့ကပို၍ပင်စိတ်ရှုပ်ပွဖြစ်ရသည် ခုမှခီးကစရုံရှိသေးသည်အခက်အခဲကစပြီးဟုလည်းစိတ်ပတ်ပေါင်းနေတွေးလိုက်ပါသေးသည်ကျမတို့သည်လမ်းဘေးတွင်ဆင်းရဲနေရသည်မှာမင်းနှင့်အတော်ကြာကုံအယောင်းဝယ်အတွက်အထီးကသုံးသောကားလမ်းမှုကားများဆိုင်ငယ်များကဘေးပြင်မှမပြတ်ဖြတ်တန်းသွားလာနေသည်ကိုတွေ့ရပါသည် ကားဆရာကအခုညီလန်းတောင်းသည်လည်းရှိသည်တစ်ဖက်ကားဆရာကကားကိုခေတ္တရက်ကဘာဖြစ်သလဲစူးစမ်းသည်ရှိပါသည်ဒီလိုမြင်ရရင်ကျွန်မကမျောလင်းစိတ်ဆုံးပြန်ထို့သောပြဿနာကတော့ပစ္စည်းအပေါ်မပါကြဘူးဆိုပါလားအမကိုအားနာလိုက်တာကျွန်မလည်းဒီလန်းကသွားနေတာပဲတာမျိုးမကြုံရဘူးသေးဘူးရပါတယ်လေအတွေ့အကြုံပဲပေါ့အကျွဲခေါ်လာတာပဲအမကကျေးဇူးတင်ရတာအားနာကြမလို့ပါဘူးဒီကားပြင်ပေးပါစေပဲဆူတောင်းရတာပဲ။ ။နမုတ်စုဒီနေရာမှာဘာမှလည်းလုပ်မရဘဲသွားအရာမှမသိနဲ့။နေုံအမကြီးကားဆောက်ကျမမေးကြည့်ပါဦးမယ်။တခုခုဆိုင်ရင်နားလို့ရတဲ့နေရာများရှိသလားလို့။ဒီနားမှာရှိတယ်ထင်တာပဲ။အတွင်းနေကားဆရာအပြန်လန်ပြောနေကြသည်ကိုကျမငင်းနေမိပါသည်။စိတ်ကလည်းကြာလီနောက်ကြည့်လေလေ။ဒီစိတ်ကဆောင်းနေမှုမျက်ရည်ပင်ရွှဲခြင်းသည်။ကြုံသမျှကိုစိတ်ပြန်နောက်ဆုတ်တတ်သူမဟုတ်တော့လေ။ခုတော့ပူပန်မှုများနဲ့ခရီးဆက်ရသည်မို့ဘာဖြစ်မလဲဟု တထိတ်ထိတ်ခံစားလိုက်ရသည် အားငယ်သည်မဟုတ်တော့လဲစိတ်ကအထီးရှာမခံတတ်တော့သလိုခုလဲဘာမဟုတ်တော့အခက်ခဲလေးသည်ကျမကို အလိုလိုဝမ်းနည်းစေပါသည် အတွေ့ပြန်လှည့်လျှောက်လာသည်ကိုပင်အတွေ့နှင့်ကြောင်ငင်းနေမိသည်အေးအမရေရှင်းနားမှာ15မိနစ်လောက်လမ်းလျှောက်ရင်တမင်းဆိုင်ရှိတယ်တဲ့သွားကြမလားနားရတာပေါ့နော်ပြင်ပြီးရင်သူ့လာခေါ်ပါမယ်တဲ့အရေးကြီးတဲ့ပစ္စည်းပဲယူခဲ့ပြီးအဝိအိတ်တွေပါတွေကတော့ထားခဲ့လို့ရတယ်အမကျမကောင်းကျိန်လိုက်ပါသည် ရွေးစရာလမ်းကလည်းတီးတလန်းသာရှိတော်သည်ကိုကြောက်ခန်းလမ်းအတိုင်းကျမတို့ရှောက်လာခဲ့ကြပါသည်လွယ်ချက်လမ်းသည်တောထောင်ကိုကွေ့ပတ်လျက်ဆင်းလိုက်နှင့်ကျော်ဖြဲရပါသည်နေဆက်ကုံအဝယ်နှင့်ပြန်လာသောကားတို့ကကျမတို့ကိုဖြတ်သွားသည်ခေါင်းမိုးအပြည့်ပစ္စည်းများတင်လျက်ကားနောက်ခန်းလမ်းမချမ်းကားကောင်းမှလည်းကားစရာအပောင်းဝင်၃ယောက်ပါလာသည်နောက်ခန်းမှလူ၂ယောက်တင်သည်ဆိုလျှင်ဘေးဘက်တွင်ခေါင်းမိုးအထိပစ္စည်းများထပ်တင်ထားသည် လူနှုတ်မှကျုံကပ်၍ထိုင်နေကြရသည်ကိုတွေ့ရပါသည်။လမ်းကလည်းလဲဆက်ကုံတွယ်သောလမ်းသာဆိုသည်။ပြ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 မောင်းနိုင်သောနေရာမှာတမိုင်ပင်မပြေ။ဘိန်းလိန်ုံမောင်းမြသောနေရာကခက်များများ။ကျင်းကြိုက်များလည်းမရှာ။လူကမကြာခဏခုန်နှင့်ကင်းလကမြောက်တက်သွားရတာမျိုးလည်းရှိပါသေးသည်။နောက်ခန်းမှာပါလာသောအမျိုးသမီးတဦးကတော့တော်တော်ထူအန်နေလျာသူ့ကိုအားနာလာတော့လဲမနေနိုင်လို့၍နှာခေါင်းကိုပဝါနှိပ်ထားခဲ့ရသည်။ ခုတော့သူတည်လဲလမ်းမေးကြောက်တုံးလေးမှာခေါင်းငိုက်ဆိုင်ချထိုင်လျက်ပင်မန်းနွမ်းနေနေဟန်ဒီလမ်းကိုတခါမှမရောက်ဘူးပဲတရုတ်ပစ္စည်းတွေသာတစ်လျှောက်လုံးသုံးလာခဲ့တာကုန်တယ်တော့ခုမှပဲမြင်မှုတော့တယ်လမ်းတောင်ဖွင့်တာတစ်နှစ်လောက်ပဲရှိသေးတယ်ထင်တယ်စစ်ဖြစ်တော့ပိတ်လိုက်ရတာကိုအမကြီးအဲ့ဒီတုန်းကဘလို့လောက်ကြလဲအလုပ်တွေရလိုက်ကြသေးလားကားတွေကတော့လုံးဝရက်ရတာပေါ့မှရယ်ဆိုင်ကယ်တွေနဲ့လောက်ပဲတင်နိုင်ကြတာ စိတ်အရေးသည် ကချင်ပြည်နယ်နေရာတိုင်းတွင်ရှောင်ပြန်ဟလျက်ရှိလေသည်လူငွေစည်းပွားရေးပညာရေးအရင်ကတော့စစ်သည်ကျမနှင့်ဘာမှမဆိုင်သလိုထင်မိသေးသည်ပြည်နယ်နေသားချင်းများအတွက်စိတ်မကောင်းဖြစ်ရတာမှန်တော့လေကိုကဘာမှတတ်နိုင်တာလည်းမဟုတ်ကိုကိုတိုက်ရိုက်ထိခိုက်တာလည်းမဟုတ်အဖေပြောတတ်တယ်လို့မျိုးဆိုအတ္တသာတည်သူပေါ့စစ်ကြောင်သူတကာဘဝတင်းမြအနေပြောင်းထိခိုက်ရသည်ကိုကျမမသိခဲ့ပါတောက်ခင်းလန်းလေးပြပချမ်းတို့ကျမတို့ကူးလိုက်ပါသည် ရှမ်းထမင်းဆိုင်လေးစဆိုင်ကို တွေ့ရသည်ဆိုင်ရှိတွင်တော့ရှမ်းနာထားသည့်ကုံကခီးစဲနှင့်ကုံစီတွဲတင်သည့်ကာချူဆိုင်ကလေးကဝိုင်းနေဝိုင်းစာများသာရှိသည်မို့ဝိုင်းနိုင်တွင် လူပြည့်နေလျက်ရှိသည်ကံကောင်းထောင်းမ၍ကားတစ်စီးကထွက်ရန်ပြင်နေသည်မို့နေရာရတော့သည်အတွဲထမင်းမာသည်ကိုငင်းနေမိသည်ဆိုင်ရှင်ကအဖြေပေးသည်မှာစက်သားကျင်စော်ကားသည်ဟင်းရဲ့ဟင်းရွက်ကြော်ရဲ့ပဲရှိရဲဆိုလားခုနေတော့ ဘာပဲဆိုင်ရဆိုင်ရစားပြစ်မယ်ကျမရဲ့အတွေ့ကကျမအားအဖြစ်ကြောင့်ဟန်လက်ကြည့်ဒီကိုခေါင်းသာညှိပြမိပါသည်စာနေတဲ့တွင်ရှမ်းသချင်းကငါပြန်လွင်နေပါသည်စားသုံးနေသူများကတော့ကုံတယ်များသာအထီးကသွားလာသည်လမ်းမင်မို့ကုံအယောင်ဝယ်လို့သူများနဲ့ကားဆရာများသာပဲကုံတယ်နဲ့ကားဆရာတို့ရင်းနှီးဟန်ကိုမြင်ရသည်ကားဆရာတို့ဝင်လာရင်ထမင်းဆိုင်ရှင်ကတိကျွမ်းရင်းနှီးစွာ ဖိတ်ခေါ်သည်ကိုမြင်ရပါသည်ဘေးဝိုင်းကတော့ နိုင်ငံရေးကိုသူတို့နားလည်သလိုဆွေးနွေးနေကြပြန်သည်အတန်ဝဝဲနေစကားဝိုင်းမျိုးမှချားရတာဘလောက်ကြာပြီလဲဒီစကားတန်ဝဝဲကြောင့်ကျမအလိုလိုနားဆွနေပြီပါသည်တမရဥသိမ့်စိန်ကနောက်တက်တန်းတမရမလုတော့ဘူးဆိုလားဟဲ့အေးဘသူလှုပ်လှုပ်ပါကောင်းရင်ပြီးတာပဲပြည်သူတွေအထွက်ဖြင့်ပြီးရောကားမောင်းနေရဆိုပြီးအထင်မသေးနဲ့ဟေးအကုန်သိရဟဟိုကားဆရာတယောက်ကတဟားရှီမောနေပြန်သည်တမင်စားပုံကလည်းအာပါတရား ဘသူလှုပ်လှုပ်ဟေငါမယားငါသားအတွက်ဆိုတော်ပြီငါမျိုးအတွက်ဆိုတာပါပါလာရင်တော့ပြဿနာပါခေကမပြောင်းသေးဘူးပြောင်းမယ်မထင်နဲ့လူကြီးနဲ့ပိုင်းမှလူကြီးအမျိုးမားပဲအဆင်ပြေတာပါဟိုဥပမာလိုပေါ့ဟေးငါအိမ်ရှိပြောက်လာဖောက်တာဘယ်မီမဆုံးမဖာမဆုံးမသားတော့ကွာဟာအဲ့ဒါဥက္ကရာသားလေးဦးလေးအော်အေးအေးပြောက်စံလေးရလဲအောင်လိုက်တာကွယ်ဆိုသလိုပါ ဟန်နဲ့အတန်ကဆက်စင်တိုင်းသရုပ်ဆောင်နေသည်နဲ့ပျော်လဲပျော်တတ်ပါပဲသူတို့အိုင်းကရေတံမှာညံ့ရွေးနေပါသည်ကျမတို့ရှိသူထမင်းပကံနဲ့ဟင်းနှမျိုးထက်ကပြင်ဆင်ထားသည် ထမင်းပုံစံနှစ်ပွဲရောက်လာသည် အရသာမခံနိုင် ခက်ခါခက်ခါစားရပါသည် စားနေတာကြာပြီပဲစားရင်းနဲ့လည်းတော့ဤအတန်ကိုနားဆင်နေမိသည်တင်းငတ်တို့ဤကြည်ကြကြမိသည်ရေစည်းတဲ့လေတူတဲ့ဆိုင်လေးနောက်ဖက်တွင်တောမှာဟီးချနေသည် ညဘက်ဆိုဘလောက်များအေးနေမှာပါလဲခုနေတော့မိုင်းကြရမှာလည်းအေးမြနေတော့မြည်ဒုက္ခတဲ့စကံမောထို့အခြေအနေတွင်တော့ပုံမှန်အေးထက်ဆိုရင်လည်းပဲနှွေးထွေးလုံကြရာအိမ်များထပ်ပူအေးမြည်အေးမြစိတ်နေပြီမြည်ကျမသည်အတိတ်တစ်ချိန်ကအစိုင်းမျက်နှာလေးကိုပြေးမြင်လာပါသည်ကျမတို့သည် ဆောင်းညများ၌အဖေကမီးပို့ပြီဆိုရင်မီးပို့မလို့သူအပြေးကကြရသည်ခေါ်ဖို့ကင်ဆာရသည်လက်နှစ်ဖက်ကိုအပုံဝေးပေးုံနဲ့အာမေယား ခြေကိုပါအပူပေးကြရပြန်တယ်။အဆိုင်ကတော့ကျမနဲ့အပြိုင်မီးလုံတက်ပြန်ပါသည်။နှုတ်ကလည်းတရှိရှိတရှဲရှဲနဲ့ချမ်းဟန်ပြူတတ်သူချမ်းလိုက်တာလဲတပွားပွားပြောတတ်ပြန်ရဲ့။ဒီလိုအချမ်းပူတတ်သူက ခုတော့လုံကြုံရအိမ်နဲ့အဝေးမှာလေတဟူဟူတိုးဝင်တတ်သည် ဆိုတော့စကန်းတန်လျာတို့ဤတနေရာမှာထမင်းပကံနဲ့ငုံကြည့်တော့စက်သားဖက်လေးများကကျမကို စကားပြောနေသည်ယောင်။ကျမကအသားဆိုသည်များမမမမမရှိလာသူ။မုံညင်းစိမ့်ကို နီးမျိုးစုံနဲ့ချက်ပြုတ်ကျွေးနေမင်းထမင်းစားဝင်တတ်သူသို့သောအဆိုင်ကတော့အဖေ့ချေရနေလျက်အသားဟင်းမှစားချင်သူဆိုပါလားချက်သားဝသားလေးများစားပြီဆိုရင်မျက်နှာပြုံးမြနေရများခုမှလွမ်းစရာဖြစ်ရသည်အရင်ကတော့ပျက်ဆောင်ခဲစရာပဲပဲအသားမကြိုက်ပါပဲသူ့ပကံနဲ့အသားဖက်ပိုနေသည်တင်ရင်စအောင်တတ်သေးသည်ကိုဝီစုတွေက ချက်မစားနိုင်တော့ပဲပိုနေလင်းမင်းတိတ်တိတ်သွန်ပြစ်သည့်အထိစိတ်ပုတ်ခဲ့သူပြစ်စုံပံတွင်တော့ ကျက်သားဘက်ဒီပင် အလွမ်းစက်ကောင်ဖြစ်လာရပြန်ပါသည်အမေကားကပြီးပြီလားမသိဘူးကားဆရာဒီဘက်လျှောက်လာတယ်ဩစားလက်စားကိုရက်ကပတ်စံရှင်းရသည်မြမငွေကိုနောက်ဆုံးသုံးရသောနေရာလေးဖြစ်လာသည်ဟုအတွဲကရီမုံမုံဆိုသည် မိုင်းကြံမှာတရုတ်ငွေတွေသာသုံးတယ်လွဲကြံမှာတော့မြမငွေနဲ့တရုတ်ငွေတို့ကိုဖလှယ်ရမည်လက်ရှိပေါင်စင်းနေတော့တရုတ်ငွေတရားဆိုရင်မြမငွေတသောင်းခွဲကျော်ကျော်ရှိမည်ကြောက်ခဲလန်းလေးအတိုင်းကျမတို့ပြန်လျှောက်လာခဲ့ကြသည် အခြားခီးတဲ့နှစ်ဦးလည်းကားစီလျှောက်လာနေကြတာမြင်ရသည်။ကြောက်တုံးထန်းနိုင်ထိုင်နေသောအမျိုးသမီးပြီပင်ကားပေါ်ရောက်နေပြီ။လူစုံတက်ဆုံရှိရင်ကားဆက်နှုတ်ကနေရာမှခွာသည်။စိန်လုံးတောင်ကြားကြီးလှပသောတောတောင်ရဲကကျမတို့ဘေးကကပ်ပါလာသည်။တစ်ပင်ဝါပင်တို့တရိပ်ရိပ်ကြံခဲ့သည်။တော်ပန်းရောင်စုံတို့၏ပုံရိပ်ကလည်းဖြက်ခနဲဖြက်ခနဲတွေ့လိုက်ရကနောက်တော့ဝေးသွားပြန်သည်။ရှင်ရင်လန်းကို အဆုံးသာမြင်ရတော့တယ်လို့ထင်သည်။တောတောင် တစ်ပင်ဝါပင်တို့သည်လမ်းဤထိပ်တွင် ပိတ်ကားထားသလိုနီးလာပြန်တော့လဲနောက်ထပ်မွေလိမ်မွေကောက်လမ်းလေးတစ်ခုကဘွားကနေပေါ်လာပြန်သည်ထို့နောက်တင်းရိပ်ရိပ်မြင့်တက်သောတောင်တလန်ဝေးဝိုင်ခွေ့ကောက်သောတောင်စင်းလန်အေးထက်ကကုန်းပြင်းမြင့်လာသည်နှင့်အမျှတရိပ်ရိပ်ကားလေးကရှေ့သို့တဖြည်းဖြည်းတိုး၍တိုး၍ဂျမိုင်းအိမ်မက်ခီးကလည်းနီး၍နီး၍ အောက်တိုဘာ9ရက်2013ခုနှစ်မနေ့ကကိုမိုင်းချရန်ရောက်ပြီးမိုင်းချရန်ဟာကိုမျက်စိထဲမှာတော့ကချင်ပြည်နယ်ကဘယ်နေရာနဲ့မှမတူတဲ့မြို့လေးတစ်မြို့ပဲအရင်တော့ကတော့စစ်မဖြစ်ခင်တိတ်စီတယ်လို့ဆိုရယ်လောင်ကစားဝိုင်းတွေလည်းစီပင်တဲ့ခုတော်မျိုးကငင်ဟုတ်လို့ဆိုင်ကန်းတချို့ကပိတ်လို့တချို့ပဲဝင်လို့ဖြတ်သွားဖြတ်လာကားတွေဆိုင်ကယ်တွေနဲ့တရုတ်နံပါတ်တွေကိုတွေ့ရသည်ခုအတွက်ကတော့မြင်သမျှငေမောစရာဖြစ်နေပြန်သည် လမ်းတွေရဲ့ဖွဲ့စည်းပုံမြို့တည်နေပုံကတော့အတော်ကိုစနစ်ကျတယ်ဆိုရမည်မိလဲတော်တော်တန်းမပြတ်တဲ့နေရာဆိုပါလားဒါပေမဲ့လို့ဖုန်းကတော့ CDMA 450တာရတဲ့ဒါတော့ line ကတိတ်မမိဆိုပါလား line မိနေရင်ဒီနေရာဟာခြေတပွားတာမခွာနဲ့လေတဲ့အကျွဲကဟာသားလို့သိသည်ဒီမှာအများစုကတော့တရုတ်ဖုန်းသုံးကြတယ်တဲ့ကို GSM လေးကတော့ပိတ်ပဲထားလိုက်ရတော့တယ် မြင်းကြီးနားမှာပြောခဲ့တဲ့အတိုင်းကိုကအတွဲအိမ်သူ့အတော်အိမ်မှာနေရတယ်။အိမ်လေးကရိုးရာဆန်းဆန်းပဲ။ပြင်ကသူ့မိုးမြေဆိုင်အိမ်လေး။မိဖို့ကခြံထဲမှာပဲသက်သက်ခွဲထားတယ်။အိမ်ခန်းနှခန်းရှိတာဆိုတော့ကိုကအတွဲအခန်းမှာအတွဲနဲ့အတူနေရတယ်။တစ်ဖက်အခန်းမှာတော့မလူနန်းဆိုတဲ့အမားတို့သားမိနေကြတယ်။သူကအတွဲရဲ့ဝမ်းခွက်အမပဲတဲ့။ဒီမိုင်ကြရန်နဲ့အတော်အိုးမှာရှိတဲ့ရွာကလေးရလို့ဆိုတယ်။သူကကိုမြင်မြင်ချင်းမှာငေးမောဆူဇန်လို့ သူတို့ဒေသမှာကချင်စကားမတတ်တဲ့ဗမာစကားပြောတဲ့သူဟာနိုင်ငံခြားသားတယောက်လိုစိတ်ဝင်စားစရာဖြစ်တတ်တယ်။အတွဲကရီမမော့ပြပြတော့ကိုကတအံ့တော်ဖြစ်ရတယ်။တွေ့တွေ့ချင်းသူမပြုံးဝင်မဲကိုပြုံးပြလိုက်ပါတယ်။ခြံထဲကဂုံဆောင်ရီထိပ်တွင်ကျမထိုင်နေသည်။တစ်ကိုင်းများစုပေါင်းထထားသည့်အပေါ်တွင်ဒီအတိုင်းသာထိုင်နေမိသည်။ခြံနောက်ဖက်မြင်ကွင်းကတော့ငေးမောသူကျမကိုစွဲငင်ညွှတ်ယူလျက်ဒီမြင်ကွင်းကိုနနက်ခင်းကမှတွေ့တတ်ပေသည်။ ရရောက်ချင်းညကတော့ခရီးပန်းလာသည်မို့ညစာထမင်းစားတော့ပြီးနောက်အိတ်ဆက်ရလေသည်လမ်းကကျန်းသည်မို့ကြာရှည်ထိုင်လာရသည်မှာလူကအကြောင်းထင်များပင်နာကျင်နေပြီဝိုင်းကလည်းဖြည့်လာ၍ပင်တော်သေးသည်အိမ်ရောက်တော့မိဖို့ခန်းထဲကထမင်းဝိုင်းမြင်ရလျင်ပင်အစာအိမ်ကဘာတခုမှမဖြည့်ရသလိုဟာတတာတတွေးပင်မြူချမိတော့မတန်းတကယ်တကယ်တော့မျိုးပြကလူတွေအတွင်ဟင်းကောင်ကျွေးကောင်ဆိုသည့်ဟင်းတစ်ခွမှမပါပဲသည်ဖျုံသည် ဖဲဆောင်ရသည်ပါသည်တောင်ရဟင်းဟုဆိုနိုင်သောဟင်းအားတစ်ခွက်ပိန်ဥနှင့်မုံကြီးဟင်းညိုပဲပုတ်ဟင်းပန်းဥထောင်းစသည်ဖြင့်သာထမင်းကတော့အငွေတထောင်းနောက်ထားလျက်ထိုဟင်းများသည်ကချင်ပြည်နယ်သူဖြစ်၍ကချင်ဟင်းများနှင့်မဆိုင်လာသောကျမအထွတ်မတ်မောခွေရပင်ထမင်းဟင်းများကိုကျေးဇူးတင်စွာစားရပြီးအိမ်ရေဝဝအိပ်ဆက်ခဲ့ရသည် မိုင်းချာရန်ဤဆောင်ရသည်ကတော့ကျမကိုနှုတ်ဆက်နေပြီဆောင်းထူထူခြုံထားလျက်ကပင်ချမ်းမြလွန်းနေ၏ ဆောင်ကြုံနဲ့ထင်းထင်းနဲ့ခွေခေါက်နေအောင်ကိုင်းနေရင်ကဘလိုပင်အိပ်ရာပြောင်းသည်ဆိုဆိုခီးပန်းခဲ့သည့်အတွက်ခနာချင်းပင်အိပ်ပြော်ရသူရသည်နနခင်း၌ကျမတို့တော့ခုနှစ်နာရီပင်ကြော်နေပြီအတွဲကတော့စောစီစွာနှုတ်ထားကဈေးသို့ထွက်သွားသည်မှန်တင်ကုန်ပေါ်တင်ထားသည့်အမှားစကားကိုသာရပါတော့သည် မလူနိုင်ကတော့ကလေးအိပ်ရာအထားကိုလက်တန့်စင်ပြင်စင်ပေးနေပုံချက်ပြုတ်နေပုံနဲ့အလုံများနေဟန်ကျမသည်မျက်နှာသေးကိုလက်တန့်စင်ပြီးတော့ ဟိုဟိုဒီဒီရှောင်းရင်ကခြံနောက်ဖက်သို့ရောက်သွားရပါသည်။အင်းဒီဂုံးဆောင်၌မြေပြန့်အသွင်ယူညှိထားသောမြေပေါ်တွင်တည်နေသည်။မြေပြန့်ဤတစ်ဖက်ဂုံးဆောင်သည်ခြံနောက်ဖက်ခြံဖြစ်၏။စင်ကြီးရှောင်းမြေပေါ်တွင်နနက်ပင်တို့လည်းအဆုတ်လိုက်အဆုတ်လိုက်တွေ့ရသည်။ရှားမုံဟုခေါ်သောထင်းရှုပင်နှင့်ခန့်ဆင်ဆင်အပင်တို့ကိုလည်းလူတရဲမရှိတရှိအရွယ်နှင့်တွေ့ရသည်။အင်းဤဒီဘက်တစ်ချမ်းပြန့်ဖြူးသောမြေအပေါ်ပေါ်တွင်သောစိုက်ကွင်းကွက်များသူ့ညာနှင့်သူရှိနေသည်။ မိဖို့ကြောင့်အနောက်ဘက်ကက်ရက်နေရရင်ငရုတ်ပင်များကထူးထူးထောင်ထောင်ပင်စိမ်းတို့ကလည်းသူ့အဆုနေသူဖယုံနယ်တို့ကလည်းစိမ်းမြမြအညွတ်တလူလူရှိနေသည်မှာလူသွားလမ်းပင်ပိတ်တော်မတန်းခရမ်းကျင်သည့်အသေးမျိုးကလည်းအနီရောင်အသေးလေးများပင်ပြူထွက်နေပြီတောင်ရပဲသည်ဟုကျမတို့အလွယ်ခေါ်သောပဲသည်လေးများကတော့အပင်မှကိုင်းကြနေသည်ချမောင်မင်ကလည်းတထထအားတောထစိမ်းလဲနေလေသည်ခြင်းလဲစိုက်ထားလျင်ခြံနောက်၌ဆင်ထိုးထားသည်ကတော့ ခေါ်တကားသည်ပင်များခုံးဆောင်၏အဆုံးသက်ခြံစည်းကိုကြည့်မည်ဆိုလျင်ညှို့ငင်သော ရှုခင်းကို တွေ့ရပင်မည်ခြံစည်းကိုတစ်ဖက်တွင်ကြံ့ငင်းသည်စိမ့်စိမ့်လန်းလန်းတကြဲပြပြပင်ကြံ့ငင်း၏တစ်ဖက်ထိပ်တွင်တော့ခေါင်မူးပြပြနှင့်တထက်တိုက်ကလေးနောက်ထပ်နောက်ထပ်ကြံ့ငင်းများကိုလည်းတမျောတခေါ်တွေ့ရသည်တထက်တိုက်လက်လာလေးများကခေါင်မူးနီနီပြပြကုန်းမြေအနေအမြင့်မတူရဲပင်အင်္ဂလိပ်များအသွေးအယောင်ဆုံးရှိနေသည်ကအလှတရားဖြစ်နေရသည် စိန်လန်းသောဆိုင်ခင်းများအပြအနီအဖြူရောင်အိမ်လှတို့ရောနှောသောမြင်ကွင်းများ၏အဆုံးသက်တွင်တော့စိမ့်ပြပြတောင်တန်းကလွမ်းမောစပွဲမြူးနှင်းငွေများကတောင်ကျောအောက်ခြေကိုရစ်ပတ်ထားကြသည်တိမ်ပြပြတအုပ်ကတော့တောတောင်ကျောကိုလွမ်းလျက်မြင်ကွင်းသည်ကျမ၏စိတ်ကိုလှုပ်ခတ်စေသည်ညှို့ငင်ယူသည်လေပြေကအေးမြတော်လဲနေရာကမခွာမိပါပဲဆီယာမကော်ဖီတောက်ရအောင်စူးစမ်းပြောနေသည့်လေတံနှင့်စကားတန်တဲတဲ့နောက်ကျောစီကထွက်ပေါ်လာတော့ ကျမလှည့်ကြည့်လိုက်မိပါသည် မလူနံသူ့မျက်နှာပေးသည်ကျမကိုမင်းညားကတွေ့စဉ်ကအတိုင်းနနခင်တွေ့စဉ်ကအတိုင်းအပြုံးရင်မရှိသောမျက်နှာဒီမျက်နှာအမှုရာကိုမြင်တော့ဘာရန်မဟုတ်စိတ်ကတမျိုးတမီခံစားရသည် သူကျမသူတို့အိမ်စီရောက်လာတာကိုမနှစ်သက်ဘူးလားဝေခွဲမရသောမျက်လုံးအိတ်ကို သူဖမ်းမိသည်လားမဆိုနိုင် မျက်လွာချတော့မှ တုံ့ပြန်စကားဆိုရင် ကျမသတိရမိသည် လာပြီးမလူနဲ့ကျေးဇူးကျမလည်းရှုခင်းလာတာနဲ့ငေးနေတာ ကျမစကားဆုံးတော့သူတခုံးမြင်မတုံ့ပြန်ပဲလှည့်ထွက်သွားပါသည်တချက်မျှပင်မပြုံးပြုံးမိတော့ကျမနှခမ်းကမူဇဝေဇဝါပင်ရက်တန့်တွန့်ဆုပ်သွားရသည်သူ့နောက်မှခပ်ပြပြရှောက်လိုက်လိုက်ရင်စိတ်အတွေးကမရမနာလွင်ပြန်လျက်အတွဲပြန်မြောက်လာသေးဦးလားဒီလိုဆိုရင်တော့မိဖို့တဲ့သူနဲ့ကျမနှစ်ယောက်တည်းသာရှိပေမည်သူကတော့ကျမကို မလိုအပ်သည့်စကားတခုံးမှပြောမိပုံမပေါ်ပါသူ့ဘာသာပဲချက်ပြုတ်နေမိလားကလေးကိုထိန်ချောင်းနေမိလားကလေးကိုတော့ မင်းညကရိုးရိုးရိတ်တိတ်သာတွေ့လိုက်ရသည်ဒီနနက်လဲအခန်းထဲမှာစကားသံကြရောဖြစ်နိုင်ခြင်းအရာတော့ကျမတယောက်တည်းတိတ်တဆိတ်စားတော့ရမည်နနက်စာချင်းသည့်အတိုင်းပဲမိဖို့ကနေရောက်တော့မလုနံသည်ရွေနွေးတအိုးတန်ရန်ပြနေသည်ကို တွေ့ရသည်မိဖို့ကထင်းမိပင်သုံးဆဲနေသည်မိချက်ထိုးနေသည် ရွေနွေးအိုးကိုမိဖို့ပေါ်တင်ထားရမှကျမရက်နေသည်ကိုသတိပြုမိဟန် စားပါဆရာမတဲ့စပွဲဘက်သို့ညွန်ပြကဆိုသည် အတန်တွင်နူးညံ့မှုကိုမခံစားရမဖော်ရဘူးဆိုရအောင်လဲမာထန်သည်မဟုတ်ဘဲသို့ဆိုရပါကျမသည်စပွဲတွင်နေရာယူရသည်ကော်ဖီတစ်ခွက်အသင့်ဖြော်ပြီးသားကျမတို့မြကြီးနာက အထွက်မှာဝယ်ရသောကိတ်နှင့်ပေါင်မုတ်ကို ပကံတစ်ခုတွင်ပြင်ရသားချက်ဥမချက်တစ်ချက်သည်ကိုကြော်ထားသည်ကတပကံလက်တော့ဘဝကိုတည်တည်တသက်ခောက်လျက်ချထားသည်ကော်ဖီခွက်ကိုအထိပ်ပဲမဲ့စွာငုံကြည့်ရင် ရှေးကရင်းနှီးစီကြမ်းနေမရှိသောသစင်းတယောက်၏အိမ်စီရောက်နေပါလားဆိုသောအတွေ့ကပင် ခုမှယုတ်ချီးဝင်လာသည်အကြွဲနဲ့တွေ့ရသည်မှာပင်တပတ်မပြည့်သေးပါ တကယ်တော့အတွဲအတွက်လဲကျမကဇစိမ့်ဧည့်သည်မင်းညကားမှတွေ့ရသောမလူနဲ့အတွက်ကတော့ထုတ်ထက်ပူ၍စိမ့်စပွဲ စိမ့်သက်သူကိုစိမ့်ဟန်ပြတာရိုးသားမှုပဲမဟုတ်လားစတွေ့သည်နှင့်ကာလရှိကြလက်ဘင်းဖတ်ပေါင်းသလိုဟန်ဆောင်ပြောင်းရရခြင်းသည်စင်စစ်တော့အပူအလုံများဟုသာဆိုနိုင်ပေမည်ခုမှပင် စိတ်ပေါ်ပါကမုတ်ကိုအေးအေးသက်သာစားနိုင်သည်ကော်ဖီတောက်နိုင်သည်ကော်ဖီကလည်းချောင်းတစ်ချောင်းဘူးစင်းသွားတော့ခန္ဓာကိုယ်ကအေးမြခြင်းကို အနည်းငယ်သက်သာသလိုခံစားရသည်ပိုက်တဲ့အစာအတော်ရောက်မှပင်အထွေးတစ်ခုဝင်က ကော်ဖီခွက်ကိုချမိပြန်သည်မလုံနံမနှက်စာစားပြီးပြီလား ဒီလိုမေးရင်ဘာကြောင့်များမေးရုံနေပါနည်းလှင့်ကြည့်တော့နောက်ကျောင်းနိုင်သူ့ကိုမတွေ့ပြီ အိမ်ဘက်စီထွက်သွားလေသလားစားတော့ပြီးမိဖို့ကန်းကထွက်တော့မလွတ်နိုင်သည်သားကလေးကို လက်ဆွဲက အိမ်ထဲကထွက်လာသည်ကိုမြင်ရသည်ကလေးနှင့်မိခင်သည်ကချင်းဘာသာစကားကို ပြုံးရယ်ပြောဆိုကြလေသည် ခုတော့လေမိခင်သည်အပြုံးရယ်နှင့်နှုတ်ပြွေ၍ပင်ကျမသည်ကလေးကိုမြင်လိုက်သည်နှင့်လိုက်လိုက်လဲလဲပင် ပြောမိပါသည် ကလေးကချက်စင်ဟာမျက်နှာဝိုင်းဝိုင်းလေး ြုံးရလိုက်လျင်မျက်ပေါက်လေးချင်းပိတ်သွားပုံမှာအဆိုင်ငငယ်ကအတိုင်းဗမာစကားကြက်လေသလားကလေးကိုစိတ်ဝင်တစားငေးမောပြုံးရစေကလေးကတမကို အရင်မြင်သည် ကိုကိုတစ်ချက်ယူသည်အပြုံးရက်သည် မိခင်အနာသို့တိုးကပ်လိုက်ပါသည် သူမိခင်ကစကားတစ်ခုံးငုံပြောသည်ကိုကြားရသည်ဘာများပါလဲဧည့်သည်လူပြောလိုက်သလားကလေးကိုလက်ကမ်း၍မြူလို့တော်လဲကလေးကဆုံးရဟန်မိဖို့တဲ့ဝင်ရင်ပြင်ကြတော့မိဖို့ဝါနိုင်ရက်နေမိ၍ ကျမဘေးသို့ဖယ်ပေးရသည်ကျမနှကမ်းပေါ်တွင်မူအပြုံးကိုတင်ထားစေ မလူနန်ကကျမကိုတချမ်းများကြည့်သည်စကားတခုခုဆိုတော့မလို့သို့သောကလေးကိုချီကအကြည့်လွှဲသွားပြန်သည်ကျမသည်တခဏများအကြောင်းအံ့ဖြစ်ကာညီနေမိသည်နောက်မှပြန်တန်ဆိုင်ရသည် နေပါစေ သူ့ဘာသာနေသားသလိုနေပါစေတော့အိမ်ဘက်စီတို့ကျမလျှောက်လာတော့မိဖို့ခန်းထဲကရည်တံများကြားရပြန်သည်သားမိနှစ်ဦးဤရေမောတံများချစ်စရာစကားတံဝဲဝဲ သူတို့မနက်စာစားနေကြပြီချင်းသည်ခုနကအတူစားလိုက်ရရင်အတော်မြင်မှာအိတ်ခန်းထဲပြန်ရောက်တော့ဘာလို့ရမည်မသိခီးဆောင်အိတ်ထဲကပစ္စည်းများခွဲချမ်းရန်စိတ်ကူးသည်ချော့ရန်အဝိများခွဲရမည်သို့သောဘာမှမထီမကန်ပြည့်ကတိမော်လဲချပြီးတော့စိတ်ပင်ပန်းနေသည်ကိုသိလာသည်တစိမ့်မီတစိမ့်တို့ဤမီကျမမသိသောလူများစွာလူမျိုးမတူဘာသာစကားလည်းမတူသူတို့အတွက်ကျမသည်တစိမ့်ကျမအတွက်လည်းသူတို့သည်တစိမ့် ။သစိန်းတို့ကြားမှာတဦးတည်းသောသွေးသားကိုရှာရမည်ဆိုသည်မှာပင်ပန်းဖွဲ့သောခီးဤပင်မရေတောင်မြက်လို့စိတ်ပင်ပန်းနေပြီဆိုသည်ကိုတရားကိုပြောပြခြင်းသည်ပြောပြစရာဆို၍အနီးနိုင်မြည်သူမှမရှိခြင်းသည်ထမကိုစိတ်အားငယ်သည့်အတွေ့အကြုံအုံမိုးလာစေတော်မူလား။အိုးအားငယ်လို့ပဲဖြစ်ပါမလဲ။အစာရုံမတွေ့မချင်းတင်းထားသည့်စိတ်ကိုနည်းနည်းသောမှမလျှော့ရ။ပုံလဲခြင်းလေးဆိုရင်အဖေမျက်နှာကိုပြေးမြင်ရမည်။ အကျွေးကတည်းရေးဝေဝေလည်းလျက်ရည်တန်းစကားတန်းထန်သေးသူတစုံတရားဝင်လာပေါ်ကချင်စကားအပြန်အလှန်ပြောတယ်များအတွေ့ပြန်လာပြီအဲ့ရထဲမှာငုံကနေထောက်ထိုင်မိသည်စိတ်သက်သာဝယ်မိတွေရာတစ်ခုခုတွေ့လေသည်ရင်းနှစ်သူပမာကျမအိမ်ရှိသူနှိမ့်ငနေထွက်လာခဲ့ပါသည်ပထမနေ့သည်မုန်းလင်းမမိုးချုပ်သည်သူတို့ကျွေးသမျှစားတော့လိုက်ခရီးပန်းခဲ့သည်ကိုအနားယူအိတ်ဆက်လိုက်ပြီးတရွေရွေကုံဆုံးသွားခဲ့ပြီညနေနေဝင်ချိန်ရောက်တော့မှ စိတ်ကတစုံတရာလက်လွတ်ဆုံးရှုံးရသလိုနှမျောနေပန်သည်ပါတခုမှအကျိုးမရှိပါပဲတရက်ကုန်လွန်ခဲ့ပြီတရက်နောက်ကြခြင်းကြောင့်တရက်စာအဖြေပြောင်းသွားတော့မလို့စိတ်ကထင်နေသည်စိတ်လဲဆုံးနေပန်သည်အဆိုင်နေကျမအချာအချောင်းရဖြစ်တဲ့စုံတရာကနိုင်ရန်တစ်ခုပမာချားသွားတော့မလို့ထင်နေသည်ဒီအချောင်းပြောပြတော့အတွဲကရှိပါသည်အမရဲ့နောက်ရက်တွေအမလုပ်ရမယ်မပူနဲ့ကျမတို့စကန်းတစ်ခုချင်းသွားသမျှအမလိုက်ရမှာအဲ့လောက်လဲစိတ်မပူနဲ့နော်စိတ်အေးထား အဆင်ပြေပါလိမ့်မယ်။ဘယ်စခန်းအရင်ဆောက်ပါလဲ။ပုံမှန်တော့ပါကထောင်ကစားတယ်မိုက်။ဘာလို့ဆိုပါကထောင်ကမြို့နဲ့အနီးဆုံး။နေပါအောင်။ဒီအထိလိုက်လာတော့လေအထွဲတရားဘလို့နေရာမျိုးမှာတောင်ဝင်ယူနေမှန်းပြင်မမေးခဲ့မီ။ခုတော့တိလိုစိခိုးအောင်လာပြန်သည်။ကျမသူ့ကိုမေးတင်သလားမမေးရဘူးလား။စိတ်နှခွကိုအပြေးမဖြတ်ရသေးရင် မေးခွန်းတစ်ခုနှုတ်ကထွက်ကြလာသည်။အထွဲကကြတော့အဖွဲမှာဘလို့မျိုးတောင်ဝင်ယူထားရလဲ။ မေးလိုက်ပြီးတော့မှအာနာစိတ်ကယုံကြွလာတော့လေအတွဲကမူဘယ်သူမှထူး၍ခံစားရဟန်မပြပြုံးမင်းပြုံးလိုက်သည်သည်ငိမ့်ချဲလေးတံကိုကျမတို့တငငချင်းသုံးရဆုပြီးဖွဲထားတာစစ်စာဖြစ်တော်မှာပဲပေါ်လာတာဟုတ်တယ်အထူးကတော့ဘာတွေလုပ်တယ်လဲဆိုအိမ်ဝေးသူစစ်ဆောင်သူတွေစိတ်အနေအထားပြဿနာတွေရှိတတ်တော့အဲ့ဒါတွေကိုဖြေရှင်းပေးရပေါ့သူတို့ဘာတွေခက်ခဲနေသလဲဘာတွေခံစားနေရလဲနားထောင်ပေးရစိတ်ဓာတ်မြင့်တင်တဲ့လှုပ်ရှားမှုလေးတွေ သူတို့နဲ့အတူလှုပ်ပေးတယ်ပဲဆိုပါတော့အမှန်ရင်တက်တက်တန်တန်နိုးကြွတော့ဟန်အပြင်းနေပြောပြသူကိုမြင်ရပြန်တော့လေဒီလိုအရာတွင်ကျမနိုင်ပရာဟိတအလုံးမျိုးလုပ်ရန်စိတ်ကူးမရှိခဲ့ပုံကိုပင်တတိရလာပါစီခုလို30ဆွန်းလာချိန်တွင်ပင်လမ်းပေးနိုင်တောင်းရန်သူထံအကျွေတချို့ချပေးမိသည်မှအပါမိစုကမှညီစီအကူကြီးမှမပေးစဘူးဟုထင်သည်လူဆိုတာကိုယ်ကံသူကံပေါ်ဟုတွေးခြင်း ဆစ်စာပြီးဆိုတော့ကလည်းဒုက္ခသည်များအတွက်အလွန်ငွေထည့်ရန်တငယ်ချင်းတစုကနှိုးစော်တော့ထဲ့တော်ထဲ့လိုက်သေးသည်ဒါသည်ပင် ထိုတလ၌အသားရည်ထင်းထင်းသောနေလင်းခရင်ဝယ်ရန်ခွဲထားရငွေတဲကမူအစ်စ်မဝင်နိုင်သေးသည့်အတော်အတွင်းလှူခဲ့သည့်အလွန်ငွေကိုပင်တခုတ်တရမြင်ရောင်မိသလိုလိုပါလိုလိုကျမသည် ရွှေစင်းကိုလူမှုရေးအလုပ်များနေတွဲလျက်တွေ့ရတော့ကတော့အံ့အားသင့်ချီချူရသည်ဒီမိန်းကလေးကတော့ကို့ထံငယ်လာသူမို့ပို၍ပင်နှစ်လိုစိတ်ဝင်ရသည် ဒီလိုသူတပားပေါ်ကုညီစိတ်ရင်တန်သူမှုပဲကျမကိုဒီမျိုးပေါ်အရောက်တောင်းဝင်ယူပြီးခေါ်လာခဲ့တာဖြစ်ပေမည်။ကုညီလိုစိတ်သာအရင်မခံရင်တော့ငင်းငယ်မှာပဲ။အချိန်မရွေးစစ်ဖြစ်လာနိုင်သောမျိုးပေါ်သူလူပိုတယောက်ခေါ်လာရခြင်းမှာဒုက္ခတရလည်းဖြစ်မည်။သူသည်ကျမအတွက်တော့ကံကြမ္မာကပေးသောလက်ဆောင်။ညနေခင်းတွင်တော့အတွဲကအပြင်ထွက်သွားရပြန်သည်။မိဆွေအချို့နှင့်တွေ့ရမည်ဆိုသည်လေ။ကျမကိုခေါ်သွားရင်တော့ကချင်စကားများသာပြောနေကြလင်း ဘေးကထိုင်ခိုင်းထားသလိုဖြစ်မည်ဆိုသည်တဲ့။ဒါနဲ့မင်းကိစ္စမရှိပါဘူးဟုဆိုရသည်။သူ့ကိုစိတ်ချလက်ချထွက်စေရမည်။ကျမအတွက်တော့တယောက်တည်းနေရခြင်းဆိုတာအစမ်းတကျယ်လုပ်ဖွယ်ခေါင်းစဉ်တရားမဟုတ်ပါ။သစိမ့်အိမ်ဆိုပေမဲ့လည်းနေတတ်အောင်သာနေယုံ။အဆုံးထိနားဆင်ပေးခြင်းလို့ကျေးဇူးတင်ပါတယ်ရှင်။ အပိုင်းကုတ်ကိုဆက်လက်ဖတ်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။